မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေဗုဒ္ဓခူးရအောင်တာသမီမိတ်ဆွေအားလုံးအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်ကြပါစေလို့ဆရာက မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့မှာတော့ဆရာက2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ကနေ21ရက်နေ့ထိတပတ်စာဖြစ်ပေါ်လာမယ်ကာဂျမာဟောစတန်းကိုဆရာမိတ်ဆွေတွေကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဗုဒ္ဓခူးရအောင်တာသမီတွေမိတ်ဆွေတွေအားလုံးဥစွာပထမအဆက်ဆက်ရရအစင်ပြေအောင်မြင်ကြပါစေကြောင့်ဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောက်ပံ့ပြုတာအပ်ပါတယ်ခင်ဗျာ ဒီတပတ်စာတားတော့တော့ကိုဆရာကဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတွေတို့ဟောကြားပေးมาဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတွေဘယ်ကနေကြည်နေရလဲဆိုတာလေးဆရာကမှတ်မိကြပါဦးခင်ဗျာအကျေးဇူးတင်ပါတယ်ဒီ2025ခုနှစ်12ရက်နေ့ကနေ21ရက်နေ့အထိဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုအေးချမ်းကျင်တဲ့စိတ်ကြီးငြိမ်းချမ်းကျင်တဲ့စိတ်ကြီးဖြစ်ပေါ်နေတယ်မိမိတို့အနေနဲ့ငါရဲ့မိသားစုဘဝမှာရှေ့ချောက်ပြီးတော့ဘလို့နေထိုင်အေးရင်အေးချမ်းမလဲဆိုတာမျိုးနဲ့အဲတယောက်နဲ့တယောက်တူးနဲ့တူးဘလို့အစ်မပြောင်းချစ်တို့ဆောင်ရလှောက်ဆောင်မလဲဆိုတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတော့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ ဒါပြင်မိတ်ဆွေတို့နဲ့ဗုဒ္ဓဘုရားဥဒ္ဒမီတွေနဲ့မိမိတို့အနေနဲ့လက်ရှိကာလအတိုင်းတာထဲမှာဆိုလို့ရှိရင်တော့မိသားစုနဲ့ပတ်သက်ပြီးတော့အရှိန်ပေးခြင်းနဲ့စိတ်ပေးမိသားစုပေါ်မှာတရိယာအနေနဲ့စိတ်ပေးငြိမ်းချမ်းမှုနဲ့အေးချမ်းမှု PO1 အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုအလိုရှိနေတော့အပတ္တကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်မိသားစုကိုအရှိန်ပေးခြင်းသို့မဟုတ်လို့ရှိရင်လည်းနွဲ့နွဲ့ထွေးထွေးကြည်ကြင်နာရဲ့ဝင်ဝင်နဲ့ကိစ္စတစ်ခုခုကိုအဖြေရှာပြီးတော့အောင်မြင်ခြင်းနဲ့စိတ်မိသားစုအိမ်တွင်းရဲ့ကိစ္စတွေမှာတုံ့နဲ့တုံ့နားလည်မှုလွဲနေတာဒီအပတ္တကာလဟာအရာရာကိုတုံ့နဲ့တုံ့နားလည်မှုရှိပြီးတော့ကံကောင်းစီရင်ရှေ့တူဆောင်ရလွတ်ဆောင်တင်တော့ <Yeah. S 1> 啊，不那个啦，我一批发的，怎么样？阿六个。 အလုတ်ကိုင်းနဲ့ပတ်သက်ရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတဲ့ကံမျိုးဖြစ်တယ်။အရာရာကိုလုပ်ငန်းနဲ့ပတ်သက်ရင်ကိုမပါရင်မပြီးကိုနေရာလဲကိုမပါရင်မပြီးဒီနေရာလဲကိုမပါရင်မပြီးတာမျိုးကိုပါမှပြီးနေတော့ကိုပါတာလေးတွေဖြစ်နေတတ်ပေမဲ့လို့အရာရာလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်တော့ဖီအားနည်းငယ်များသော အပတ်တာဖြစ်ပြီးတော့လုပ်ငန်းကိစ္စအလုတ်ကိစ္စမှန်လားမရလို့လဲအဲခေါင်းမကောအောင်လှုပ်ဆောင်ရတာမျိုးလေးတွေအာတနေရာမှာတပည့်လက်သားကိုခိုင်းတော့လဲစိတ်မချရတာမျိုးအထက်လူကြီးရဲ့ဖီအားလေးတွေအနည်းငယ်ကြုံတွေ့ရတတ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်ရင်တော့အဲချစ်တို့ဆောင်ရွက်ပြီးတော့အရင်ဒီအားဆိုင်နေတာမျိုးထက် ပုံမှန်အတိုင်းထားလေးနဲ့ပဲတိုးတက်အောင်ဆက်ဆောင်ပြီးတော့မှကံရဲ့အတက်ပိုင်းလေးရောက်မှသာအားသာပြီးတော့အာအတုခွန်ဆိုင်ယောက်ျားသူဆွဲဒီကာမှ short ဆိုလိုပဲအာတုခွန်ဆိုင်ကြိုးစားရင်လိုအပ်ပါတယ်ဒါအပြင်လုပ်ငန်းတိုးချက်ခြင်းတွေဒီကာလမှာမပြုလုပ်တင်ပါဘူးလုပ်ငန်းနဲ့ပတ်သက်လို့အစ်တိုးချက်ခြင်းတွေကိုပုံမှုပြီးတော့အဲပရိသားစင်နေရမယ်ကာလဖြစ်ပြီးတော့လက်ထဲမှာရှိနေတဲ့အရာတွေအားလုံးကိုဟာဩငနဲ့ရင်းနဲ့ဒိုင်းနဲ့ဟိုင်းနဲ့ဟိုရင်းလိုက်တာမျိုးလေးတွေမှာတော့ကံတရားရဲ့ဖေးမှားမှုတွေအားနည်းစေပြီးတဲ့အခါ အလောင်းစားနဲ့ပတ်သက်တာမျိုးလေးတွေအပြော်ပားနဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ပြရပါမယ်ခင်ဗျာလူလိန်ခံရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လာရင်ကြွေတလဲကြက်တခုဆိုတဲ့ကိစ္စလေးတွေမှာတော့သတိပြုဆင်ခြင်ရတော့တော့လူအပ်သောကာလပိုင်ချဖြစ်ပါတယ်အမွေကိစ္စတွေအမှုကိစ္စတွေအိမ်တွင်းရေးကိစ္စတွေမိသားစုရေးကိစ္စတွေမှာဖြစ်နိုင်ရင်ကိုပါဝင်ဆောင်ရွက်တာမျိုးဟာအားနည်းစီတော့အပတ်တာကာလပိုင်ချဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အမိသားစုကိစ္စအိမ်တွင်းရေးကိစ္စအမွေကိစ္စအမှုကိစ္စတွေကိုဖြစ်နိုင်ရင်အဲအတက်နိုင်ဆုံးကိုကခြောင်တဲ့နိုင်တယ်လို့ခြောင်လိုက်တာ ကောင်းမှုပြီးတဲ့အခါတကယ်လို့ကိုကမနေနိုင်လို့မှဝင်ပြီးတော့ထောက်လိုက်တာမှကိုပေါ်အပြစ်တွေလာတင်လာတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးတွေကိုသတိထားဆင်ခြင်ပေးရအတွက်တော့လိုအပ်သောလာဖြစ်ပါတယ်ခင်ဗျာယာရုလုပ်ငန်းခီးသွားတဲ့ပတ်သက်ရင်တော့ကောင်းပါတယ် passport လုပ်ငန်းတွေရဝေးခီးသွားတဲ့ပတ်သက်တာတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွားပြည်ပနဲ့ပတ်သက်တာမျိုးတွေရှေ့လို့ဆောင်ရလုဆောင်ရအသာကောင်းမှုတိုးတက်ပေမဲ့လို့နိုင်ငံခြားသွားဖို့အတွက်ပညာရေးနဲ့ပတ်သက်လို့သင်တန်းလို့ပကြီးလို့ပပုလို့ဘာသာစကားလို့သင်တန်းလို့နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးအားဆိုင်မှုအားနည်းနေတာမျိုးလေးတွေငကွားရပုံမှုအားဆိုင်ခါမှာ အားသာမဲ့ကာလဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အတုံးချတဲ့အခါမှာမိတ်ဆွေတို့နေနဲ့အပေါင်းအသင်းကိစ္စလေးတွေကြောင့်လူမျိုးကိစ္စလေးတွေကြောင့်စိတ်မကြည်မလင်ဖြစ်ရတာမျိုးလေးတွေကြောင့်ပညာရေးမှာယူမန်းထားတာရရှိဖို့အတွက်ဆိုရင်တော့ပြင်းပြင်းထန်ထန်လုပ်ခါမှာရမယ်လားဖြစ်တဲ့အကြောင်းလေးထားလောင်းပြောကြားလိုက်ပြပြီ ခရီးသွားကိစ္စတွေအကျိုးပေးပါတယ်။ရဝေးခရီးသွားနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။နေရာထိုင်ခြင်းအသစ်အပြောင်းလဲအသစ်လေးတွေနဲ့လှုပ်ဆောင်တာမျိုးလေးတွေအစီအစဉ်တစ်အကြံစီတစ်တွေကိုတိုးရှက်လှုပ်ဆောင်ရင်လက်ရှိကာလဟာကောင်းမွန်ခြင်းတိုးတက်ခြင်းတွေရရှိမဲ့အပတ္တကာလပိုင်းခြားဖြစ်ပြီးတော့အဟောင်းကြီးကိုပဲအဲအစီအပြောင်းစူးစမ်းနေတာတက်ဆာလို့ရှိရင်အသစ်ကလေးတွေစတင်ပြီးတော့စူးစမ်းဖို့အကြံစီလေးတွေချမှတ်ပြီးတော့ညှိနှိုင်းဆောင်ရွက်လှုပ်ဆောင်လိုက်ရင် တရားမပြောင်းသူဘာမှဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲနဲ့တုတ်တဲ့ရှင်တွေကိုကျိမ့်ပြရရှိမဲ့ခါလာနဲ့တာတို့ကာလအတွင်းမှာပဲမိမိတို့ကိုအကျိုးရလက်ပြီးဖြစ်ထွန်းစေမယ်အပတ္တကာလပိုင်းခြားဖြစ်ကြောင်းထက်လောက်ပြောကြလိုက်ပြရစီခင်ဗျာကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ငွေဝင်ရင်ကျမ်းမာကြီးကောင်းပြီငွေမဝင်ရင်ကျမ်းမာကြီးညံ့နေတာလေဆရာလိုပြောပြတော့ငွေကုန်ရရင်ခေါင်းကိုက်လာတယ်လို့အဲငွေကြီးနဲ့ပတ်သက်လာရင်ငွေဝင်ရင်ကျမ်းမာကြီးကောင်းလာပါတယ်စိုးစိုးကတော့ဘာမှမရှိပါဘူးအဆက်ရှိတက်တာမျိုးနဲ့ပတ်သက်တာမျိုးလေးတွေလိမ်ချပါ မိတဲ့အခါမှာမိတ်ဆွေတို့နည်းနဲ့ကျမကြီးနဲ့ပတ်သက်လို့ရှိလို့ရှိရင်မိတ်ဆွေတို့ရဲ့အကြောတို့နော်ဆနာတို့ပေါ့အရေးပြားတို့ရာနာရာတို့အသွေးသားနဲ့ပတ်သက်ပြီးတော့အလားချင်းဖြစ်တဲ့ကျမကြီးမျိုးတွေဖြစ်တတ်တာအလွန်ကျန်တာဘာမှစတိဝေးမရှိပါဘူးအပြိုကြွယ်သူများတော့မရှိပါနဲ့အသာအပြင်60နဲ့တစ်နှစ်အထက်အသက်ကြီးသူမိတ်ဆွေများနေနဲ့ကျမကြီးနဲ့ပတ်သက်လာတဲ့အခါမှာတော့အဲသတိပြုပါအထုသဖြင့်ဘလို့ရာမျိုးတွေမှာသတိပြုရမလဲဆိုတော့မိတ်ဆွေတို့အနေနဲ့နော်ဆနာတို့ပေါ့ချက်ထောက်တို့ဒူးတို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာတာမန်ထပ်ပို့ပြီးတော့သတိပြုစင်ရန်လိုအပ်ပြီးတော့အဲ အသက်ရွယ်လေရလာတဲ့ခါမှာကျန်းမာရေးကတော့ပြန်ကောင်းလာဘူးကခက်ခဲတာဘူးလေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဒီကာလမှာဘာကိုဖြစ်ဖြစ် review ဆင်ကျင်အသွားလာအနေတိုင်းပြုမှုဆင်ကျင်လို့အတွက်တော့လိုအပ်ကြောင်းပို့တခုရအောင်သာသမီးတွေကိုအကြံပေးပြရစီငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ ငွေကုန်ကြေးကျအများရတော့ကာလဖြစ်ပါတယ်။ကိုယ်ကြောင့်မဟုတ်ပဲမိသားစုကိစ္စလေးတွေကြောင့်အိမ်လူကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျအများရတာမျိုးလေးတွေမဖြစ်မနေတော့တော့ငွေကြေးကိစ္စလေးတွေကြောင့်ကို့မှာတခုခုကိုလုံမယ်လို့ကြံရထားတဲ့ငွေကြေးတွေကနေပြီးဆိုက်ပြီးတော့ယင်းဒီတော့ရတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျများတတ်တဲ့ဆက်ပစ္စည်းယင်းနဲ့ပတ်သက်တာမျိုးလေးတွေခရီးသွားလာမှုဆိုင်ရာလုပ်ငန်းလေးတွေကြောင့်ငွေကုန်ကြေးကျများရတတ်တော့ကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါ ဝင်ငွေဟာထွက်ငွေနဲ့မမြတာဂျင်မျိုးလေးတွေအနေငယ်ကြုံရတက်ပြီးတော့အငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်လာတော့တွင်မှာအဲဘယ်ကနေအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တဲ့ကာလဖြစ်တဲ့တော့ငွေကြီးကံအနေနဲ့ဆိုရင်တော့အနေငယ်လေးအားနေသောကာလအငဲငယ်လေးခကြီးသွားစိတ်လေးတွေကြောင့်ဘာရစိတ်လေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်အဖတ်မတင်တာမျိုးလေးတွေအနေငယ်ကြုံရတက်တော့ကြောင့်အဲလက်ခွာတော့မိတ်ဆွေနဲ့သတိပြုစင်ကြရတော့လိုအပ်ပါတယ်စကားလက်လို့ပြောတာမျိုးလေးတွေခရီးကြီးလို့စကားပြောတာမျိုးလေးသတိပြုစင်ကြပြီးလို့လိုအပ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ် စွမ်းနာလို့ပေါ့ရှင်လဲချက်တာပြားလဲဆွဲတာဆိုတော့ပြောဆိုနေပေါ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတခုလဲကိုကမတိကြမရရသေးဘူးလုံးမဲ့မလုံးမဲ့ဆုံးဖြတ်တာတက်စားလို့ရှိရင်အကြောင်းပြန်ပေးမယ်လို့ပြောလိုက်တာမျိုးလေးတွေသူမဟုတ်ရင်တိတိကျကျစဉ်းစားပြီးတော့ဆောင်ရွက်တာမျိုးလေးတွေကပုံမှန်ပြီးတော့ဒီလိုမျိုးစကားပြောဆိုမှုတွေနဲ့လှောက်ဆောင်ပေးဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိကံကမိမိရဲ့ ငွေကြေးကံအလုတ်ကံနဲ့ပတ်သက်လာလို့ရှင်ဘာကိုဖြစ်ဖြစ်ကျင်းတွေအဖြေရှားလို့မရပြီးတော့ကာလဖြစ်ပြီးတော့အလုတ်ရှားနေသူတွေအလုတ်တစ်တွေ့နိုင်မှုအတွက်ဆိုနေရာထိုင်ခြင်းအသက်တွေအပြောင်းလဲအသက်လေးတွေနဲ့ရှားတာကပုံမူအသာကောင်းမှုပြီးတော့ရှိနေတဲ့အလုတ်ကိုပုံမူကျိုးစားတာမျိုးဟာအားနည်းစေတော့ပတ္တကလာပိုက်ချဖြစ်ပြီးတော့လက်ရှိရှိနေတဲ့လုပ်ငန်းကိန်းကအလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့လဲဆွမ်းနာလို့စိတ်တော့ဘဝမကျဖြစ်နေတာမျိုးစိတ်တိုင်းမကျဖြစ်နေတာမျိုးလေးတွေပြောင်းတော့လဲမတိကြမကြရတာမျိုးလေးကြောင့်လက်ရှိမှာကံရဲ့အထက်အငော့အကြံ့ကြလေးတွေဒီအဘက်မှာအနည်းငယ်တွေကြုံရတတ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်ဒီတစ်ပတ်တာအတွက်ဟာအရေးကြီးသောကိစ္စတွေကိုဆုံးဖြတ်ဆောင်ရွက်ရန်အတွက်တော့မတင်တော့ ကာလာလေးဖြစ်ပါတယ်လို့ဆရာကပြောကြလိုက်ပြစီအရှိလူငယ်တွေနဲ့အရှိနဲ့ပတ်သက်လာရင်တော့ဆက်ညင်ပါသဟမဆက်ညင်ပါဆိုတော့ကိုကအရှိခံခြင်းနဲ့မိမိရဲ့ရှင်သူကြီးကချစ်မပေးနိုင်တာမျိုးမိမိကအရှိမပေးနိုင်ဘူးဒါပေမဲ့သမီးကြီးကအရှိလိုချင်နေတာမျိုးကိုကအရှိနဲ့ပတ်သက်လာတဲ့အခါမှာကိုကလိုချင်တာတစ်ခုဖြစ်နေတာတစ်ခုဖြစ်နေတာမျိုးဒီလိုမျိုးလေးအကြောင်းအရှိနဲ့ပတ်သက်ရင်တော့ဆက်ညင်ပါသွားနေတာမျိုးလေးကွဲတယ်ပြတ်တယ်ကိုပြောတာမျိုးပဲနဲ့သူက တောင်ဆိုကိုကမြောက်ဖြစ်နေတာမျိုး၊သူကမြောက်ဆိုကိုကတောင်ဖြစ်နေတာမျိုးလေအစီငော်မတက်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့အခြေအနေပတ်သက်လာရင်တော့လူငယ်များအနေနဲ့ကတော့ဘာပဲဖြစ်ဖြစ်အဲဆိုရင်ကြတော့ကြီးကြီးမားမားမတွေ့ရပါမယ်စိတ်လိုမရလက်မရဖြစ်နေတတ်တော့အပ္ပတကာလပိုင်းစားဖြစ်ပါတယ်အိန္ဒြေအိန္ဒြေနဲ့ပတ်သက်ရင်တော့အိန္ဒြေရဲ့ကိစ္စလေးပြฏิပက္ခလေးနည်းနည်းလေးဗုဒ္ဓဘုရားသာသမီတွေဒီတစ်ပတ်ကံညံ့နေတယ်နော်အိန္ဒြေအိန္ဒြေနဲ့ပတ်သက်လာရင်တော့မိသားစုကိစ္စလေးတွေအိန္ဒြေကိစ္စလေးညှိနှိုင်းမရတာမျိုးလေးတွေတယောက်နဲ့တယောက်တူးနဲ့တူးမျက်နှာရှင်းဆိုင်ကို အဲနည်းနည်းလေးစိတ်တိုင်းမကြနေတာမျိုးတောင်နဲ့တောင်တူးနဲ့တူးနည်းနည်းလေးနားလည်မှုလွဲနေတာမျိုးလေးကြုံရတတ်သောကာလဖြစ်ပါတယ်အလောင်းမစားနဲ့ပတ်သက်တာမျိုးလေးဒီမှာကန္တရရဲ့အထင်ပေါ်လေးကြံ့ကြလေးကြုံရတတ်တဲ့အတွက်တော့တတိထားစင်ကြီးပြရလိုအပ်ပါတယ်အမွေကိစ္စတွေအမှုကိစ္စတွေမှာဖြစ်နိုင်ကိုကဖြစ်နိုင်ဝင်မပါပါနဲ့တရားရုံးကိစ္စရှင်းနေရှေ့ရဆိုင်ရကိစ္စတွေမှာတော့တတိထားစင်ကြီးရလိုအပ်ပါတယ်နေရာခိုင်ငင်းအစ်အိုးအိမ်အစ် ချစ်တို့ဆောင်ရလှုပ်ဆောင်မှာဥယျာဉ်ချမ်းမီနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေအိမ်ဆောက်တာမျိုးလေးတွေချစ်တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပြီးတော့အိမ်ရင်းရင်းနဲ့ပတ်သက်လာလို့ဆိုရှင်တော့တူးနဲ့တူးတယောက်နဲ့တယောက်ဖြစ်နိုင်လို့ရှိရင်ပြပြလေးလေးညှိနှိုင်းတာမျိုးတွေကိုလှုပ်ဆောင်မျိုးကိုလိုအပ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်မိမိတို့အနေနဲ့မိမိရဲ့အတွေးခေါ်အကြံစီမှန်လမ်းများကိုလက်ရှိမှာမှန်တယ်လို့သတိချမယုံကြည်ပဲနဲ့နည်းနည်းလေးအချိန်ကာလတစ်ခုကိုစောင့်ပြီးဆုံးဖြတ်တာကကံကောင်းစီတဲ့ကာလဖြစ်တယ်ဒီအပ္ပတာတော့ဒီမှာဗုဒ္ဓဘုရားသာသမီတွေ အဝါရောင်လို့မိုးပြရောင်လို့နော်ပြီးတဲ့အခါစင်စွဲရောင်လို့ဟာမစ်စီတို့အတွက်ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့ဂျာဇာပရိသသမီးတောက်ကြသသမီးတွေရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်တာမျိုးတွေဟာကံကိုတိုးတက်စေပြီးအကျိုးပေးသောအရာဟာတောင်ဆူဆူရဖြစ်ပြီးတော့အဲ အကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့30 20 30အစရှိတဲ့10ပြည့်ရာပြီကဏ္ဍနေရာအကျိုးပေးပါတယ်မိတ်ဆွေတို့ရဲ့အဲအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုရဲအခါကြလို့ရှိရင်မိမိအိမ်ကမထွက်မီမျက်စွာဖေးရမှာအမွေးနံ့တာလေးဆိုဖြန်းပြီးလိုရာကိုတောင်းစုပြုပြီးတော့သွားပါဒါဆိုရင်အဆင်ပြေအောင်မြင်သွားမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရာအဆင်ပြေစေရန် မြေော်နေဆရာငနာပြည်တယ်မြေချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက်7902290410 WhatsApp Telegram မှာဖြစ်စီ Viber number 6635050နဲ့မှာဆက်သွယ်မြေများနိုင်ကြောင်းနဲ့အဆက်ဆက်ရရအစီအပြီးငွေကြီးကန်ကောင်းစီမှုတို့တော့တူတူတုတ်တုတ်ပဲပြလိုက်ပါမယ်ယတိဥက္ကဏီရဲ့ဒနာတိဋ္ဌိလို့ခေါ်တယ်အရဟံဗဟိအန္တဇယံသူကလည်းအဲ့ဒီ၄ချောင်းမဲကိုတစ်နေ့ကို98ခေါက်တိတိရွတ်ပါကငွေဝင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲကန်ညံ့တဲ့အပတ်နောက်တစ်ပတ်မှဆရာတို့ကန်ကောင်းခြင်းနေယူဆောင်